နိုင်ငံခြားပြစ်ကားတွေနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုတနေရာထဲမှာစုံစုံလင်လင်ကြည့်ရှုလေ့လာဝယ်ယူနိုင်တဲ့အပြင်လျှက်စစ်နဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေစွမ်းအင်ထုတ်ဆက်တွေကိုဒီပွဲမှာတွေ့ရမယ်လို့ပြောဆိုခဲ့ပါတယ်။စက်တင်ဘာ29ရက်နေ့မှာပြသမယ်ဒီပွဲမှာတော့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့စက်ပိုင်းဆန်ရာတွေနည်းပညာအသစ်တွေနဲ့ဗျူဟာတွေကို လေ့လာနိုင်မယ်လို့မမျိုးကြည့်ပြူထွန်းကဆိုပါတယ်။ပတ်စံအများကြီးမကုန်ပဲပြည်ရင်းမှာတွင် လေ့လာနိုင်အောင်စီစဉ်ပြစ်တဲ့အကြောင်းလေးအခုလိုရှင်းပြပါရစေ။ ကျမတို့ဒီပြပွဲကိုစီစဉ်နေဆိုတာကလည်းဒီခုပွဲနှံမယ်နဲ့ပေါ့နော်ဒီ Auto Expo မြန်မာ Power မြန်မာဆိုတာမြန်မာနိုင်ငံမှာလည်းလိုအပ်ချက်လိုအပ်နေတယ်ပေါ့နော်ဒီဟို machine ဘိုင်းနေ computer ဘိုင်းနေအဲပေါ့နော်ဒီ technology အသစ်တွေဒီထက်မှဒီမြန်မာပြည်မှာဒီထက်မှကပုံမှုပြီးတော့ပေါ့နော်ဒီ descent နဲ့ဤပညာတွေကိုလေ့လာခွင့်ရလေ့လာလို့ရအောင်နိုင်ငံခြားထိသွားပြီးတော့ကုန်ကျစရိတ်တွေအများကြီးပေါ့ဟိုကုန်ကျစရာမလိုပဲနဲ့ဒီမှာဟိုဘက်ကနေပြီးတော့နိုင်ငံ overseas ဘက်ကနေပြီးတော့ဒီမှာပွဲလာပြတယ် ဲ့အတွက်ဒီကလုပ်ငန်းရှင်တွေကလည်းကိုဗမာနိုင်ငံမှာတင်ပဲအဲကိုနိုင်ငံဒီရန်ကုန်မှာတင်ပဲနေပြီးတော့ဈေးသက်သာစွာနဲ့လာပြီးကြည့်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ကစစ်ဆင်ပေးထားတာပါဒီပွဲကိုတော့မြန်မာနိုင်ငံကုန်တဲ့စက်မှုတင်ကြုံ UMFCCI မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများအသင်း MIA Yogas Exhibition Service မြန်မာနဲ့ Taiwan Trade Center တို့ပူးပေါင်းပြသမှာဖြစ်ပြီး Japan, Korea, Tokyo, Malaysia, Singapore, Thai, Taiwan, India, စရည်နိုင်ငံတွေကပြည်ကမ်းပေါင်း150ကျော်လာရောက် ပြသဖို့ရှိတယ်လို့စီးပွားရေးပညာရှင်တွေလည်းလာရောက်ကြမယ်လို့ဆိုပါတယ်။ပြည်ဝဲကပစ္စည်းတွေကိုဖြန့်ဝေဖို့အတွက်အင်ဂျင်တွေကနေတဆင့်ပြည်သူတွေစီရောက်အောင်စီစဉ်တွေရှိတဲ့အကြောင်းဦးအောင်မင်းကအခုလိုရှင်းပြခဲ့ပါတယ်။ကြားသားပြီးမှကျွန်တော်ကဒီမှာဒီပစ္စည်းတွေကို distributor လုပ်ပေးဖို့အတွက်ပေါ့နော်အင်ဂျင်တွေပေါ့နော်အမှန်တော့ရှားမယ်။ဒီမှာလည်းအင်ဂျင်တွေရဲ့စိတ်ဝင်စားလို့ရှိရင်လာပြီးဆက်ဆက်လို့ရပါတယ်။ဒီအင်ဂျင်တွေနဲ့ဘာလို့ကျွန်တော်ဒီပစ္စည်းတွေကို distributor လုပ်ပေးနိုင်မယ်။ ်ဆိုလို့ရှိရင်ဒီပြည်သူလူတွေလက်ထဲကိုတိုက်ရိုက်နော်ဖြတ်ပေးနိုင်ဖို့အတွက်လည်းကျွန်တော်တို့ဒီဟာစီစဉ်လေးတွေဆွဲထားပါတယ်ဒီအတွက်လည်းကျွန်တော် business matching တွေလည်းကျွန်တော်တို့လုပ်ဖို့အစီအစဉ်ရှိပါတယ်စိတ်ဝင်စားလို့ရှိရင်လည်းသက်ဆိုင်ရာပြာခန်းတွေမှာလာရောက်ပြီးဆွေးနွေးလို့လည်းရပါတယ်ဆွေးနွေးဖို့လည်းကျွန်တော်တို့ဒီဖွင့်ပေးတာကားဖွင့်ပေးထားပါတယ်ဟုတ်ကဲ့